သာသနာတော်နှစ်2568ကောသတက္ကိတ1386ခုနှစ်တကုလဇန်25ရက်တကုလပြည့်12ရက်4လ2025မန္တလေးမြို့ဦးဝင်းမြတ်တော်ခင်အေးဝင်းဤမပြည့်သူတော်ခင်တန်းသေးရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သော အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း33တရားတော် ဒီတစ်ပတ်ရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း33ပါးဘာကိုဥစဉ်တို့ခေါ်နိုင်ကြီးညိုကြမလဲမေးလိုက်တော့ညဇောဘုရားရဲ့ကိုတော်မြတ်ကြီးရာဇဂိုပြီဝေလူဝံမှာသတင်းသုံးတဲ့အခါအရှင်သာရိပုတ္တရာရဲ့အရှင်မဟာစုံနရဲ့အရှင်သန္ဒမထေသုံးမဟာဘေးစကုတ်တောင်မှာသတင်းသုံးရတယ်ဘေးစကုတ်တောင်မှာသတင်းသုံးရတဲ့အခါမှာလေတပါးနဲ့တပါးမနီမဝေးလေးတွေမှာနေကြတယ်။တနေရာထဲမှာစွပြီးသုံးမနေကြတာဒီလိုပုံစံတော့မဟုတ်ဘူး။ ဘယ်ချိန်သုံးမှစုံကြတယ်လေမင်းညနေဆောင်တို့တရားလေးပါလေးဖြုတ်ပြီးပြီဆိုမှအဲ့ဒီမှာတရားပြောလေးရှိကြတယ်တရားဆွညူလေးရှိကြတယ်တကူတော့ညနေဆောင်ရောက်တော့အရှင်သာရိပုတ္တရာကြီးကအရှင်မဟာစုံနာကိုခေါ်ပြီးတော့အရှင်သန္ဓေရှိတဲ့နေရာကိုသွားကြတယ်ဒေနာကောပါဏသမေနာအာသမသံတော်အာဘာရိကောဟောတိဒုက္ခိတောပါဠိကိလနော ဒေနာကောပါဏသမေနာထောကကာလသမေနာယေနာဉ္ဇ၌အာယသမသံနောအရှင်စန္ဒမထေသူမြတ်သည်အာဘာဒီကောဟောတိဒုက္ခိတောပါဠကိလနောမကြမှာဘူးပြင်းပြင်းထန်ထန်ယောဂဝေဒနာခံစားနေရတယ်ပြင်းပြင်းထန်ထန်ယောဂဝေဒနာခံစားပြီးတော့နေရတယ်အရှင်စန္ဒအနာအရှင်သာရိပုတ္တရာရှင်မဆုံနာတို့ရောက်သွားတော့အရှင်သာရိပုတ္တရာကမေး အာဟုသောသန္တာငါအာဟုသောသန္တာငါရှင်သန္တာကိစီခမဏိယကိစီယာမဏိယကျမ်းကျမ်းမာမရှိပါသလားချမ်းချမ်းသာသာရှိပါသလားကိစီဒုက္ခဝေဒနာပဋိကမန္တိဒုက္ခဝေဒနာတွေရှိမတိုးဘဲနဲ့ရှိတယ်မို့လားကိစီဒုက္ခဝေဒနာပဋိကမန္တိနောအပိကမန္တိဒုက္ခဝေဒနာတွေရှိမတိုးဘဲနဲ့နောက်တော့ဆုံးတယ်မို့လားသက်သာတယ်မို့လားဒီလိုမေး မေးတော့အဲ့ဒီမှာအရှင်မဟာစုံနာပြောပြတယ်မသက်တာဘုရားမသက်တာဘုရားမနေ့ကနေ့နေ့လည်းမတူဘူးဗျာနေ့လည်းညနေလည်းမတူဘူးဗျာမနေ့ကနေ့ဒီနေ့လည်းမတူဘူးတည်းရဲ့နဲ့တည်းရဲ့တနေ့နဲ့တနေ့တစ်ချိန်နဲ့တစ်ချိန်ယောဂါကတိုးတိုးပြီးတော့ပို့ပို့ဆိုးလာပါလေဗျာ ဘလောက်ဒီဆိုးသလဲလို့မင်းအဲ့ဒီမှာရှင်စုံနာတွပြတာနွားသာသမားကနွားရဲ့ဘိုက်ထက်လာတဲ့ဓာတ်နဲ့နွားရဲ့ဘိုက်ကိုပြီးလိုက်တယ်လို့ပဲဝမ်းဘိုက်ကိုပြီးဖောက်လိုက်တယ်လို့ပဲတဲ့နားလိုက်တာတပီတော့အဲ့လိုခံစားရတယ်နားလိုက်တာနောက်တကအကောင်းတဲ့အမျိုးသားကြီးတစ်ယောက်ခန္ဓာကိုယ်ကလည်းကြီးကြီးအာလည်းကောင်းကောင်း အဲ့ဒီမျိုးသားနှစ်ယောက်ကလေးတဲ့ပိန်ချုံးပြီးတော့ခန္ဓာကိုယ်တည်တည်လေးရှိတဲ့လူကိုလက်နှစ်ဖက်ခြေနှစ်ဖက်ဆွဲပြီးတော့မိပူပူမှာကင်းသလိုပဲတပိတော့ခန္ဓာကိုယ်တစ်ခုလုံးလဲပူလိုက်တာဖေဟာပူလိုက်တာဖေဟာဒီလိုပြောတယ်အဲ့တော့ရှင်သာနာမထေရသူ့ရဲ့ခန္ဓာကိုယ်ယောဂဝေဒနာကနောက်မဆုဘူးရှေ့ဆိုတာတိုးနေတဲ့အကြောင်းကိုပြောပြတယ်ဒီနေရာမှာသာနာဆိုတာသူတော်ကောင်းတို့တို့ မြတ်စွာဘုရားတောထွက်တော့ဦးဇင်းတို့ဗမာတွေပြောနေကြတယ်မြင်းမီဆွဲမောင်ဆန်းမောင်ဆန်းကလည်းသာသနာ့ဘဝနဲ့ဆန္ဒမထေတီလို့ဖြစ်တယ်အဲ့ဒီဆန္ဒမထေမဟုတ်ဘူးတော့နာမည်တူတာတရားကအခုဒီဆန္ဒမထေကယောဂဝရဏတွေအဲ့လိုတိုးတက်ပြီးတော့ဖြစည်းနေတဲ့အခါရှင်သာရိပုတ္တရာကြီးကိုရှောက်အာဟုသောသာရိပုတ္တရာရှင်ဘုရားသာရိပုတ္တရာတတ္ထအာရိတ္တမိ ဒါကိုဆောင်ပြီးတော့မှနာဝကင်ခာမိအာဇီဝံနာဝကင်ခာမိဇီဝိတံအသက်ကိုမရှင်နေတော့ဘုရားပွင့်လင်းပြောရင်တော့ဒီခန္ဓာကိုယ်ကကိုမထမ်းကျင်တော့ဘူးကိုယ့်အကူကတတ်သေးကျင်တော့တယ်တတ်ထံအာရိတာမိနာဝကင်ခာမိဇီဝိတံဟာဒီလိုပြောတော့ရှင်သာရိပုတ္တရာကြီးကအဲ့လိုမလုပ်ပါနဲ့အသက်ကိုဆောင်တတ်တဲ့ဓာလက်လက်ကိုဆောင်မထားပါနဲ့ အရှင်ဘုရားသန္တာတဲ့နှတ်တဗာစီမြတ်တဗာစီအရှင်ဘုရားမြတ်တာတာကိုတပည့်တော်လိုလားတယ်ဗျာအရှင်ဘုရားမြတ်တာတာကိုတပည့်တော်လိုလိုလားပါတယ်ဗျာနောက်တခါရှင်သာရိပုတ္တရာကြီးရှောက်တာလေးကောင်းပါပါအရှင်ဘုရားသန္တာမှာတဲ့ဆွမ်းနဲ့ပတ်သက်လို့များခက်ခဲရှိလား စွမ်းနဲ့ပတ်သက်လို့ခက်ခဲရှိတယ်ဆိုရင်တပည့်တော်ကလေအဲ့စွမ်းကိုစာကျွေးမယ်ဗျာစိတ်နဲ့ပတ်သက်လို့ရှင်ပြမှာခက်ခဲရှိတယ်စိတ်နဲ့ပတ်သက်လို့ခက်ခဲရှိရင်လည်းတပည့်တော်ကစာကျွေးမှာဗျာစာပေးမယ်နောက်ဆုံးလေးကပေးတယ်အလုတ်တွေးများလိုအပ်သလားတဲ့အလုတ်တွေးလိုရင်လည်းတပည့်တော်ကကိလာနုပတ္တကအနေနဲ့ရှင်ပြကိုလုတ်တွေးမှာဗျာအရှင်သာရိပုတ္တရာရဲ့စကားသုံးခုသူတော်ကောင်းတော် အဟံအာယတမသောသန္တတတပယာနိဘောဇနာနိပရိယေသိတာမိအဟံအာယတမသောသန္တတအဟံငါသည်အာတမသောသန္တတရှင်သန္တဤတပယာနိသင်လျော်လျော်ပါကောင်းမြတ်ကုန်သောဘောဇနာနိဘောဇင်တို့ကိုပရိယေသိတာမိရှားပွေပြီးတော့ပေးပါမယ်ဆွမ်းလည်းပဲတပည့်တော်ပဲရှားပေးမယ်အာယတမသောသန္တတရှင်သန္တဤ သဗ္ဗယာတိလျောလျောပါကောင်းမြတ်ကုန်သောဘောဇိဝေသဇာနိစေတို့ကိုလည်းပဲပရိယေသိတာမိအဟံပရိယေသိတာမိတပိတော်ရှာပေးပါမယ်ဗျာအဟံဗျာတပိတော်ဒီအာသမန္တာသန္နာရှင်သန္နာအရှင်သန္နာကိုဥပထိုက်တတိလုံ၍ပါမယ်ဗျာအဲ့ဒါကြောင့်ရှင်ဗျာအဲ့ဒီအတွက်တော့မပူပါနဲ့တပိတော်တာဝန်ထားပေးပါလို့ဒီလိုလျှောက်တော့ ဟာရှင်သန္တာကရှင်ပြအဲ့ဒါလေးပြည်စုံနေအစွန်းလည်းပြည်စုံနေဆေးလည်းပြည်စုံနေနောက်ပြီးတော့လုံကျူပြည်သူမဲ့တွေလည်းသူကရှိတယ်အဲ့ဒါကြောင့်တပည့်တော်ကလေနာဝကင်ခာမိဇီဝိတအသက်ရှင်ခြင်းကိုတပည့်တော်မလိုချင်တော့ဘာဖြစ်လို့မလိုချင်တာလဲလို့မေးလိုက်တော့အရှင်သန္တာပြောပုံကတပည့်တော်ကနှစ်ပေါင်းများစွာမြတ်စွာဘုရားကိုပြည့်စုံလုံကျူခဲ့ဘူးလေ မြတ်စွာဘုရားကိုနှစ်ပေါင်းများစွာပြုစုလုပ်ရွေးတဲ့နေရာမှာတပည့်တော်ကလေးမြတ်စွာဘုရားရဲ့အပေါ်မှာနှစ်လိုဝယ်သောအမူအရာဖြင့်တနည်းပြောရင်စိတ်စေတနာအပြည့်ဖြင့်မြတ်စွာဘုရားကိုလုပ်ရွေးခဲ့တာနှစ်လိုဝယ်သောအမူအရာစိတ်စေတနာအပြည့်နဲ့နှစ်ပေါင်းများစွာဘုရားရှင်ကိုလုပ်ရွေးခဲ့တဲ့တပည့်တော်လိုပုဂ္ဂိုလ်မျိုးဟာနောက်ထပ်ပရိသတ်တွေနေခြင်းဟာချင်းကပ်ဖို့ရမသင့်တော်တော့ဘူးတဲ့အဲဒါကြောင့်နောက်ထပ်တပည့်တော်ပရိသတ်တွေမနေခြင်းတော့ဒီလိုပြောတယ် ဲ့လိုပြောတဲ့ခါကျတော့ရှင်သာရိပုတ္တရာကြီးကမေးတယ်သာစီအာယသမဇန်တော်ဩကတံကရောတိအကဲ၍ရှင်ဘုရားကတပည့်တော်ကိုအခွင့်ရေးပေးမယ်ဆိုရင်ပြင်ညတာဝေယကရဏာယအရှင်ဘုရားဖြေဖို့ရတဲ့မိဂုံလေးတွေမေးခြင်းပါတယ်မိဂုံလေးတွေမေးခြင်းပါဆိုမေးပါဗျာမေးပါပါ ဟိုမှာယောဂဝရဏမြင့်တန်တာခံစားနေရတယ်။အဲ့ဒီယောဂဝရဏရာမှာပြိတဲ့အာယုံလွှဲတဲ့နေနဲ့လည်းဖြစ်လိမ့်မယ်။နောက်တစ်ခါဘဝဆုံးကဏ္ဍကာလမှာတရားဓုတရားမြတ်ကိုရရှိခြင်းနဲ့စံတာလည်းပဲရှင်သာရိပုတ္တရာကြီးမှာရှိလိမ့်မယ်လို့ဒီလိုပြောကြတာ။အဒီလိုယုံကြည်ပါတယ်ပေါ့။အဲ့တော့ကောင်းတို့တို့ကြီးပါရှင်သာရိပုတ္တရာရဲ့စိတ်တွေသဘောထားဘယ်လောက်ကြီးမားတယ်လဲဆိုရလေ။ တပည့်တော်ဆရာဖျားခွန်ရင်ပေးမယ်ဆိုရင်တပည့်တော်မေးတယ်တဲ့မေးလို့ရမှာရပါတယ်ရပါတော့သက္ကုဝိညာဉ်ဖြင့်သိရတော့တရားမြင်အပ်တဲ့အရာပေါ့အဲ့ဒါကိုဆရာဖျားဘယ်လိုရှုသလဲတဲ့နေတ္တမမနေတောဟမတမိနမေတောအတ္တဒါငါပဲဒါငါဥစ္စာပဲဒါငါအတ္တပဲလို့ဆရာဖျားအဲ့လိုများရှုသလားမရှုပါဘူးဗျာဘယ်လိုရှုသလဲဒါဆိုရင် နေတမ္မမနေသောဟမတမိနမေသောအတ္တာတိတမနုပတ္တိဒါငါမဟုဒါငါဥစ္စာမဟုဒါငါအတ္တမဟုဘူးလို့တပည့်တော်အဲ့လိုရှုနေဗျာအဲ့တော့ယုတ်ဝေဒနာတင်ညာတင်ခါရစင်သာကြီးပို့တာကတခုချင်းမေးတယ်မေးတယ်မေးကုန်းကလည်းတူတယ်အဖြေကအဖြေကလည်းပဲဟာအရှင်သန္တာအဖြေကတူတူပဲ သင်္ခါရတရားမှန်သမျှရဲ့အပေါ်မှာယုတ်ဝရဏတင်ညာသင်္ခါရတွေရဲ့အပေါ်မှာနေတမ္မမတန်ငါမဟုတ်ဘူးနေသောဟမသမိတာငါဥစ္စာမဟုတ်ဘူးနမေသောအတ္တတာငါအတ္တမဟုတ်ဘူးလို့တပည့်တော်ဒီလိုပဲဆုတယ်လို့သူကဒီလိုဖြစ်အဲ့တော့ဘဲကိုအထူးသိပြီးတော့စကုဝိညာဉ်ပြင်သိရတော့အရာတွေငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူး ်ငါအတ္တမဟုတ်ဘူးလို့ရှင်ပြရရှုတာလေလို့အရှင်သာရိပုတ္တရာကြီးကထပ်ပြီးတော့မေးတော့ချုပ်ချင်းကိုမြင်ပြီးတော့မှချုပ်မှုကိုတည်သောဉာဏ်ဖြင့်တပည့်တော်အဲ့လိုရှုတာပါဗျာမမြဲတဲ့သဘောကိုရှုတာပြက်ကြီးတဲ့သဘောကိုရှုတာတဲ့တော်ကောင်းတော်ဟုတ်တာပေါ့တော်ကောင်းတို့ဥဒိနုရဲ့ခန္ဓာကိုငါဆိုရင်ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့ဒီလိုယူထားလိုက်တာ ငါဆိုရင်တော့ငါမှယောဂဖြစ်ရနေခြင်းငါမှဒီလိုဒုက္ခကြုံရနေခြင်းဆိုတိုင်းဟာတော့ကပိဋိဝါလောကလာဒီပစ္စည်းကငါပစ္စည်းပဲလို့ယူလိုက်တဲ့ဒီပစ္စည်းကသင်္ခါရသဘောတရားပစ္စည်းချင်းတိုင်းပစ္စည်းမှပစ္စည်းတတ်တဲ့ပစ္စည်းတတ်တာကိုပစ္စည်းတတ်တာနဲ့တပြိုင်နဲ့ပစ္စည်းလိုက်တာနဲ့တပြိုင်နဲ့ဩငါမှပစ္စည်းရနေခြင်းငါပစ္စည်းမှပစ္စည်းရနေခြင်းလို့ဒီလိုလာလိမ့်မယ်ဟာဒါငါအတ္တကြီးပဲငါပိုင်တာကြီးပဲငါပိုင်တာကြီးဆိုငါဖြစ်တယ်လို့ဖြစ်ရမှာပေါ့ အဲ့တော့သူတော်ကောင်းတွေတာလိတယောက်ကိုကြည့်ဖို့ဒါငါသားပဲငါခိုင်းသလိုဖြစ်ရမှာပေါ့ငါထားသလိုနေရမှာပေါ့လို့ဒီလိုသွားတွေးလိုက်ဟာတက်ကြည့်လာတဲ့ကအဲ့ကလေးကထင်အားဆိုင်ရင်အဲ့ဒီမိဘတွေပဲဖြစ်ရတော့ဒုက္ခရောက်ရတယ်အဲ့ကြောင့်ဝင် မျက်စိနဲ့မြင်ရတဲ့အရာနားနဲ့ကြားရတဲ့အရာအာယုံနဲ့ခံစားရတဲ့အရာအဲ့ဒီအရာတွေရဲ့ပုံမှာတပည့်တော်ကလေးတဲ့အဲ့ဒီမမြဲခြင်းချုပ်ပြဲခြင်းရဲ့သဘောတွေကိုမြင်ပြီးတော့မှနေတ္တမမနေသောဟမတ္တမိနမေသောအတ္တာတပည့်တော်ရှုတယ်ဗျာဟုတ်တာပေါ့ဒီခန္ဓာကိုယ်ကြီးကိုယ်ခန္ဓာကိုယ်ကြီးဆိုဘယ်အိုခြင်းမလဲမအိုပါနဲ့လို့တားလို့ရတယ်ဒီခန္ဓာကိုယ်ကြီးငါပိုင်နေဆိုရင်မနာနဲ့လို့ပြောမှာပေါ့ပြောလို့မရဘူးခန္ဓာကိုယ်သာနေမသိနဲ့လို့တားမယ်တားလို့မရဘူး အဲ့ဒါတွေကိုမြင်ပြီးတော့မှတပီတော့အဲ့လိုရှုပါတယ်ဗျာတဲ့ဘယ်လိုလျှောက်တယ်အဲ့တော့တို့ကောင်းတို့တို့ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့စိတ်နေသဘောထားကိုကြီးညိုတတ်ဖို့နဲ့ကြီးညိုပို့ပြီးတော့ကြီးညိုတဲ့ကြီးညိုအောင်ဦးဇင်းတို့တို့ဟောပြခြင်းဖြစ်ပါဟာကိုဘဝကိုခန္ဓာကိုတည်ခြင်းနဲ့စိတ်မရှိတော့ဘူးဒါလည်းနဲ့ဆောင်ပြီးဘဝတော့အဆုံးသတ်ခြင်းနဲ့ ဖြစ်နေတဲ့ရှင်သန္တမထေရကိုနောက်ဆုံးအနေနဲ့ပြည်သူတရားဖြည့်ဆည်းပေးပုံတွေကိုလည်းပဲသူတော်ကောင်းတို့တွေဒါသိပြီးတော့တန်ဖိုးရှိတဲ့တရားလို့ကုသိုလ်တို့တို့ယုံကြည်ပါတယ်။အဲကြောင့်တရားချင်းကတော်စင်မြားလည်းဒီကဲ့သို့အရှင် သာရိပုတ္တရာရဲ့စိတ်နဲ့သဘောထားနဲ့အရှင်သာရိပုတ္တရာရဲ့တရားဓမ္မကြားနာရပြီးတော့မှတရားချင်းကတော်စင်ဘယ်ပဲမိမိတို့ရည်မှန်းတဲ့ဘဝတည်သောထက်စကား တက်လန့်နိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏီကုံကံပပုံရပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှတုံမင်တရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာတုံမဲ့ကံလမ်းမနိမခီမကိုဝိဝဇ္ဇေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍တုံမဲ့ကံလမ်းမနိမခီမံကိုဥုံဆောင်ဖြောင်းပြောက်မတ်မတ် ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း